ီလင်မယားရှင်အသက်ကြီးနေပြီဒါပေမဲ့တဝန်တိုတယ်နောက်ဆုံးဒီတဝန်တိုတဲ့ကိစ္စကြောင့်ပဲတယောက်ကဆုံးသွားပြီးတယောက်က ထောင်ကျသွားတဲ့ဒီအဖြစ်အပျက်ကမနေ့က9လပိုင်းရှင်းနေ2025ထိုင်းနိုင်ငံလုတ်ဘူလီမှာဖြစ်သွားခဲ့တဲ့ယောက်ျားဖြစ်သူနာမည်ကခန်တီအသက်60ကျော်မိန်းမဖြစ်သူနာမည်ကဦးရိုင်အသက်65ယောက်ျားဖြစ်သူကဘန်ကောက်မြို့ထဲလုံခြုံရေးဆောင်အလုပ်လုပ်တဲ့ဒီလီမယားကအသက်ကြီးကြပြီဆိုပေမဲ့ယူထားကြတာမကြသေးဘူးတဲ့ရှင် ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ခုနှစ်နှစ်လုံးကသူတို့ငားထားတဲ့လုပ်ဘူလီကအငားတက်ခံကိုပြန်သွားကြတယ်။ဒီလီမယန်နေရောအခန်းကိုပြန်သွားကြတာနေရတော့မပြည့်တည်ဘူး။မနေ့ကရှေ့နေ့မွန်းလွဲအချိန်လောက်မှာဒီလီမယားကရန်ဖြစ်စကားများကြပြီးယောက်ျားကမိမကိုအခန်းထဲဆွဲဝင်သွားတဲ့တရှင်ပြီးတော့အတန်တိတ်သွားတဲ့ည9နာရီအချိန်လောက်ရောက်တော့ တီလီမီယန်နီယောက်ထက်ပြီးရန်ဖြစ်စကားများကြတဲ့ယောက်ျားကမိမကိုအိုးခွက်ပကံတွေနဲ့ပြစ်ပောက်တယ်တဲ့ရှင်ညဆယ်နေရအချိန်ရောက်တော့ထက်ပြီးရန်ဖြစ်ကြတဲ့ဒီတခါယောက်ျားကမိမကိုရိုက်နှက်တယ်အတန်ခဏလေးစူညံပြီးတိတ်သွားလို့ဘေးအခန်းမှာနေတဲ့သူတွေလည်းသွားမကြည့်ကြဘူးတဲ့ရှင်ဆယ်နေခွဲအချိန်လောက်ရောက်တော့ယောက်ျားဖြစ်သူကတိုက်ခန်းပိုင်ရှင်ကိုသွားပြောတယ်တိုက်ခန်းပိုင်ရှင်ကခန်တီရဲ့အမအရင်ဖြစ်တယ် ခန်တီကသူ့အမကိုသူ့ဘာတွေတော့ပြောလဲဆိုတော့ဂျွန်တော့ကိုစီယုံကခေါ်ပေးအောင်လို့ပြောတယ်တရှင်ဒါပေမဲ့အမဖြစ်သူကစီယုံကကိုမခေါ်ပေးခင်ခန်တီရဲ့မိန်းမဦးရိုက်ကိုတွတ်ကြည့်တယ်ခန်တီတို့ရဲ့အခန်းကိုဝင်ကြည့်တော့အခန်းထဲမှာစုပ်ပွားနေတာပဲဖန်ခွက်တွေပကံတွေကွဲကုန်တယ်ခန်တီရဲ့မိန်းမဦးရိုက်လည်းအခန်းထဲမှာလဲနေတယ်တရှင်တွားကင်ကြည့်တော့အသက်မရှိတော့ဘူးဦးရိုက်တကူလုံးမျက်နှာတွေရောအကုန်လုံးပြာနေတာပဲ ပြီးတော့လဲပေးမှာပန်ကာကျိုးနဲ့ပတ်ချီထားခံရတယ်တရှင်လှုပ်တဲ့သူကပဲသူလဲလို့မေးစရာမလိုတော့ဘူးဦးရိုင်းရဲ့ယောက်သားခန်တီအဲ့ဒီလူပဲဒါကြောင့်တက်ခံပိုင်ရှင်ကစီုံကားကိုမခေါ်ဘဲရဲကိုဖုံးဆက်အကြောင်းကြားလိုက်တယ်ရဲတွေလည်းရောက်လာပြီးခန်တီကိုစစ်စစ်မင်းမြန်မှုလှုပ်လိုက်တယ် ခန်တီရဲစီထွက်ဆိုချက်ပေးတာကတော့သူနဲ့သူ့မိမကအယူကြတာမကြသေးဘူးအစောပိုင်းတော့ကသူနဲ့သူ့မိမအခန်းထဲမှာအတူတူထိုင်တောက်ကြတယ်တဲ့ရှင်အဲ့မှာမအခုတလောသူ့မိမကဖုံးအရန်ဆော့တယ်ဖုံးထက်ကနေအမျိုးသားတယောက်နဲ့စကားပြောနေတာကိုသူတိတယ်အတော့အဲ့ဒီကိစ္စကိုသူကသူ့မိမကိုမေးလိုက်တယ်တဲ့ရှင်မေးသွားမေးလာရန်ဖြစ်စကားများတတ်တယ်သူကသူ့မိမကိုတဝန်တိုတယ်လို့ပြောတယ်ဒါကြောင့်ပဲ ဒါကြောင့်မိမကိုရိုက်နှက်ပြီးပန်ကကျိုးနဲ့လက်ပင်းကိုခြိလိုက်တယ်။သူ့မိမကိုသူအဲ့လိုမျိုးလှုပ်ပြီးသူကဆက်တောက်လိုက်တယ်တရှင်။သူ့မိမဒဏ်ရာရရုံပဲထင်နေခဲ့တာ။ခဏတဖြုတ်ထိုင်တောက်ပြီးမိမကိုသွားပြန်ကြည့်မိမကိုကင်ကြည့်တော့မိမကမာတောက်နေပြီတရှင်။ဘယ်လိုပဲထူးထူးဘယ်လိုပဲခော့ခော့မိမကပြန်ထမလာတော့မိမရဲ့အလောင်းကိုဖက်ပြီးငိုတယ်။ဒါကြောင့်သူကတိုက်ခန်းပိုင်ရှင်ဖြစ်တဲ့သူ့မဆီကိုသူသွားပြီး စီယုံကကိုခေါ်ခိုင်းလိုက်တဲ့ရှင်တာဝန်တို့လို့လှုပ်လိုက်မိတာလို့ရဲစီထွက်ဆိုချက်ပေးတယ်ဆုံးသွားသူကောင်းရဖုံဘွားရောက်ပါစေရှင်တချို့တာဝန်တို့တက်တဲ့သူတွေကဒီလိုမျိုးအိုတဲ့အထိအကျင့်ကပြင်လို့မရဘူးလို့ရှင်တရားခံရအမဖြစ်သူပြောတာကတော့ဒါကခန္တီဥရိုက်ကိုပထမဆုံးအကျင့်အခန်းကိုခေါ်လာတာတဲ့ရှင်အရင်တော့တခါမှမတွေ့ဘူးလို့ပြောတယ်ပထမအကျင့်ခေါ်လာတာနဲ့တင်လုံးလိုက်တာ ဒီလိုမျိုးအရန်တဝန်တို့တက်တဲ့သူတွေကိုလည်းတတိထားရမယ်လို့ရှင်